ဒီနေ့မှပြောပြပေးခြင်းတဲ့စကားပုံလေးကတော့စွန်းစံနဲ့ကြွက်ချီရောဆိုတဲ့စကားပုံလေးပဲဖြစ်ပါတယ်။ဒီစကားပုံလေးကတော့မုံမုံမြတ်မြတ်လှူဒန်းမှုထားတဲ့စွန်းစံထဲမှာကြွက်ချီတွေပါဝင်နေတယ်လို့ပဲအတိအတန့်ပြောတဲ့နေရာမှာမစီမဆိုင်အကြောင်းအရာတွေဝင်ပြောနေပုံကိုခိုင်းနိုင်ဥပမာပေးထားတာလည်းဖြစ်ပါတယ်။ဒါအပြင်အတက်ပညာအသိပညာတစ်ခုခုကိုတက်ကြွနေသူတွေကောင်းရာမောရာလှုပ်ဆောင်တဲ့အသင်းအဖွဲ့တွေကြားထဲမှာမကောင်းတဲ့သူတို့ချို့ပါဝင်နေတဲ့အခါမှာလည်းဒီစကားပုံကိုအသုံးပြုကြလိမ့်ရှိပါတယ်။ ကဲဒီနေ့ယုံမီတင်ရဲ့ရွေချက်ကတော့အစီအစဉ်တစ်တွေကိုတင်ဆက်နိုင်မှုအတွက် idea တွေဝိုင်းစင်းစားပေးကြဖို့ဖြစ်ပါတယ်ဟုတ်ကဲ့ boss ကဲတူးချင်းလှုပ်ချင်တဲ့ idea တွေရှိတယ်ဆိုရင်ဆွေးနွေးပေးကြပါကျွန်တော်ကတော့ကျွန်တော်ဝါသနာပါတဲ့တမန်ကျောင်းဆိုင်ရာအချက်လက်တွေကိုစိတ်ဝင်စားစရာနောက်ခံအကြောင်းအရာတွေနဲ့ချိတ်ဆက်ပြီးတော့အစီအစဉ်လေးတစ်ခုလုပ်ဖို့လောလောဆယ်တော့စဉ်းစားစီစဉ်ထားတယ်အင်းကောင်းပါတယ်တမန်ကျောင်းတွေကိုစိတ်ဝင်စားတဲ့ပရိသတ်တွေကလည်းကို့မှာရှိပြီးသားဆိုတော့ဒီ idea လေးကတော့ကောင်းတယ်ကဲတမိကြညိုရအောင် ဘယ်လိုစဉ်းစားရတာမျိုးရှိလဲဟုတ်တမီးကတော့အခုခေတ်နာမည်ကြီးနေတဲ့ celebrity တွေနဲ့ပေါ့ပေါ့ပါပါအမေးဖြေလုပ်တဲ့ season လေးလုပ်ချင်ပါတယ်တမီးအရင်အလုံးမှာတော့လည်းနာမည်ကြီးဆက်လီတွေနဲ့ချိတ်ဆက်ထားတဲ့ content တွေအတွေ့အကြုံတွေလည်းရှိရဆိုတော့လေ idea အစ်စ်တွေချက်ပေါင်းပြီးတော့ရိုက်ကူးရေးလေးလုပ်ချင်ပါတယ်ရှင်အင်းဒါလည်းကောင်းတာပဲဒါဆိုတမီးစုံကရောဘာ idea တင်ပြစရာရှိသေးတယ်ရှင်ဘာပြောလိုက်တာလဲ boss မဆုံဖုံးဖို့နေလို့တတိမေးတာမကြတော့ကောင်းနေကောင်းနေစုခါတော့မယ်စုခါတော့မယ်ရေးရေးရေးတမီးစုံဘော့စတို့ကဒီမှာအရေးကြီးတာကြီးဆွေးနွေးနေတာကိုတမီးကဖုံးဖို့နေတယ်ဟုတ်လားအော်ဟုတ်ဟုတ်တပတ်ခါဘော့စမွေးနေဆိုတော့လေအဲ့ဒါတမီးကလက်ဆောင်ပေးခြင်းလို့ဘော့စနဲ့လိုက်မယ်အင်ကြီးလေးတွေကြည့်နေလို့မကြလိုက်တာပါဘော့စရဲ့ဟောဟုတ်လားဒါဆိုရင်တမီးမှရှိတဲ့ idea ကိုဘော့စနဲ့တီးတန့်ဆွေးနွေးကြတာပေါ့ နာဘူးကြီးဟိုကောင်ဘာပြောလိုက်တာအော်ဘောကျွန်တော်နာစီးနေလို့အဲ့အဲ့ပြောမိလိုက်တာနာစီးတာရေနာပိတ်တာရေလုံမနေနဲ့ပြောမင်းမောင်ဘာအိုင်ဒီယာရှိလဲအော်ဟိုကျွန်တော်ကတော့ဟိုအကြီးတွေပဲလှုပ်တက်တဲ့သူဆိုတော့ဟိုတော်ယုံအသေးမွှားလေးတွေကိုကျွန်တော်မလှုပ်ချင်ဟဲ့ကောင်ဟဲ့ကောင်လူရင်းကိုပြောအော်လူရင်းကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ကြိုက်တဲ့ Blackpink အဖွဲ့ကိုမြန်မာပြည်ကိုဖိတ်ခေါ်ပြီးတော့မြန်မာပြည်မှာအခမ်းအနားဆုံး live show ကြီးကို ကျွန်တော်အနေနဲ့ကျင်းပဒီကောင်နောက်တာပါ boss အဲကျွန်တော်အနေနဲ့အတီတန့်ပြောရရင်တော်တော်တော်မပြောနဲ့တော့မင်းတို့မီတင်ထဲဝင်ထိုင်ခိုင်းမိတာကငါအမှားပဲစွန်းစံလေးကိုကြွက်ချေးရောထည့်လိုက်တာနဲ့အတူတူပဲရုံးစင်မို့အချိန်ရလဲရောက်ပြီဆိုတော့အားလုံးပြန်လို့ရပါလားဩသမီးစုံလေးကတော့ခဏနေခဲ့ဦးနော်ဟုတ် boss ဟွန်းနာဘူးကြီး ကဲစွန်းစံတဲ့ကြွက်ချီရောစကပုံအတုံးနဲ့ပတ်သက်တဲ့ဇလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ဒီစကပုံလေးနဲ့ဆိုင်တဲ့ပုံမြင်လေးကိုလည်းပြောပြချင်ပါသေးတယ်။ပုံမြင်လေးကတော့တရုတ်စကပုံပုံမြင်လေးပဲဖြစ်ပါတယ်။တရုတ်စကပုံလေးမှာလည်းလန့်ရီချုံစုညင်းစရာတွေရှားမှာအယောင်ဆောင်ရောပါဆိုတဲ့စကပုံလေးရှိနေပါတယ်။ပုံမြင်လေးကတော့ဒီလိုပါ။ပြည်တော်ချင်းစစ်ခင်းကြတဲ့ခေတ် BC 403ကနေ BC 221ကာလကခြိတိုင်းပြည်မှာခြိွှံဝံဆိုတဲ့ဘရင်တစ်ပါးထိန်းထန်းဆိုးဆံပါတယ်။ မင်းကြီးချီချွမ်းဝါဟာတူရိယာကိုအလွန်နှစ်သက်သဘောကျတာကြောင့်တနစ်မှာတော့ညင်းစရာ300ပါဝင်တဲ့တူရိယာအဖွဲ့ကြီးတစ်ဖွဲ့ဖွဲ့ဖို့မိန့်တော်မူပါတယ်။ဒီသတင်းကိုကြားတဲ့အခါနန့်ကိုအမည်ရှိတဲ့လူတစ်ယောက်ဟာသူ့ကိုယ်သူညင်းဝိဇာလို့ဆိုပြီးညင်းတလက်ကိုတဲဆောင်ကနန်းတော်ကိုရောက်လာပါတော့တယ်။မင်းကြီးဟာညင်းစရာ300မပြည့်လို့စိတ်နှလုံးတော်မကြည်မလင်ဖြစ်နေချိန်မှာပဲညင်းဝိဇာနန့်ကိုရောက်လာတာကြောင့်အလွန်ဝမ်းသာသွားပါတယ်။နန့်ကိုကိုတခြားညင်းစရာတွေနဲ့အတူတူ နန်းတွင်းမှာကောင်းမွန်စွာပြုစုကြွေးမွေးထားပါတယ်။ဒါပေမဲ့လည်းနန်းကိုဟာနှင်းပညာကိုအမှန်တကယ်တက်မြောက်သူမဟုတ်ပဲတက်ရောင်ကားလောက်ကအချောင်ဝင်ရောက်လာတာပဲဖြစ်ပါတယ်။သူဟာနှင်းဒူရီယာအဖွဲကြီးတီးမှုတ်တဲ့အခါတိုင်းနှင်းကိုပါဇက်မှာတစ်ပြီးမှုတ်ဟန်ဆောင်ခဲ့တာနှစ်ပေါင်းအတော်ကြာသွားခဲ့ပါတယ်။အိုင်နောက်မင်းကြီးချီရွှန်ဝမ်နဲ့ရွာဆန်ပြီးတဲ့နောက်ပိုင်းတားတော်မင်းဝမ်နန်းတက်လာပါတယ်။မင်းကြီးကလည်းနှင်းဒူရီယာကိုအလွန်မင်းနှစ်သက်တာကြောင့်သူ့လက်ထက်မှာတော့အဖွဲလိုက်မတီးခတ်စီတော့ပဲ တူးချင်းတီးမှုတ်ဖြောပြေးတီးခတ်စီပါတော့တယ်။အဲအဲ့ဒီအချိန်ကျမှအယောင်ဆောင်နှင်းဆရာနန့်ကိုလဲသူလိန်ထားတာဘူးပေါ်သလိုပေါ်တော့မှဖြစ်လို့အဝတ်အစားတွေထုတ်ဖို့ပြီးနန်းတော်ကနေလစ်ပြေးသွားပါတော့တယ်။ဟုတ်ကဲ့ပါ။စိုးစံတဲ့ကြွက်ချီရောဆိုတဲ့သကပုံလေးနဲ့ပတ်သက်လို့သကပုံနဲ့သကပုံရဲ့ဆိုလိုရင်းအထိပယ်တုံးရမယ့်နေရာနဲ့သူနဲ့ဆက်ဆက်တဲ့ပုံမြင်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်စီစဉ်နေမှာလဲစိတ်ဝင်စားဖွယ်သကပုံနဲ့အကြောင်းကို အခုလိုပဲတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်နှားဆင်နိုင်ပါတယ်ခင်ဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူတုဒ္ဓဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနှားဆင်လေ့လာနိုင်ပါတယ်ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဇလန်းမှတင်ဆက်တယ်